မင်္ဂလာပါကိုကိုမမတို့ရေအတော်တို့ရေရန်ကုန်အော်ဒီယိုဘွတ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရနော်ကြည်ရတဲ့ကိုကိုမမတို့တဲ့အခုတခါမှတိဆက်ပေးဖို့မတုံရွေးချယ်ထားတဲ့အရန်ကောင်းတဲ့အချက်ဇလန်လေးကတော့နေမျိုးလေးတစ်ခုတာဝန်ကျလာတဲ့တန်ခါဆိုတဲ့အကြောင်းဆရာမကြော်လာနေတဲ့တောတရီတယောက်တို့ချစ်ကြပြီးလက်ထက်ကြရင်မင်္ဂလာဆောင်တဲ့ညမှာသူတို့သားကထိုင်းရင်မူနေလို့ပါမမသိလိုက်ပဲမင်္ဂလာညကိုကြော်ဖြတ်လိုက်ရရင်မဲ့ နောင်လီညမှာမထင်မဖဲသူတို့သားရဲ့ဘေးရောက်ကတိတဖြစ်လဲဥတုကြီးနဲ့ဆရာမလေးတို့ရဲ့မထင်မထားတဲ့အခြေအနေကြောင့်ကိုကိုမတို့ကြိုက်တွေ့စေမဲ့စိတ်ကင်းစားမှုကြောင့်ဇလန်းတွေဘလို့ဖြစ်သွားမလဲဆိုတာကို အားပါတရားတော်ဝါကြီးမြင်တွေ့ရမယ်ရောက်ကတိနဲ့ချိန်မှာဆိုတဲ့အရင်ကောင်းတဲ့အခြေဇလန်းလေးကိုတိဆက်ပေးမှာဖြစ်လို့ဝတုံနဲ့အတူတူအဆုံးထိအောင်လိုက်ပါချီချူခန်းစားနာစီအားပေးကြပါအောင်ရှင် ရန်ကုန်မြို့ကနေပြီးအင်အာရီတိုင်းပြည်မြို့ရဲ့မုစကူရူရွာဆိုတဲ့ကျေးရွာလေးစီကိုကျောင်းဆရာမလေးဖြစ်နေပြောင်းရှိပြီးတာဝန်ကျလာတဲ့တာဟာဆိုတဲ့အသက်25နှစ်ရွယ်ဆရာမလေးတစ်ယောက်ရှိခဲ့ပါတယ်။သူမရဲ့ပုံစံကိုမြင်တာပြောပြရရင်ရန်ကုန်မြို့ပြရဲ့ခေတ်မီဆုံးလှပြနေတဲ့ကျေးလေသဘာဝရဲ့စစ်မှန်တဲ့နုညံ့မှုပေါင်းဆက်ထားလို့ပါပဲ။တာမန်မျိုးသမီးတွေအနှဲငယ်ပိုရှိလျရတဲ့ရှင်နဲ့တွင်လျောက်ကျစ်လက်တဲ့ခန္ဓာကိုယ်ဟာ မြမရိုးရကြီးသားအင်ကြီးပါလေဝစ်စင်ထားချိန်မှာတောင်းဖုံးကေမြရတဲ့လောက်ကိုပေါ်လင်းစေပါတယ်။ဆရာမလေးရဲ့သားကြီးကတော့နေရောင်ကြီးတန်းကိုမခံစားရသလိုဝုံဝုံနေပြီးသူမရဲ့နှက်မှောင်ပြီးတွေလာနေရဲ့ဆန်တွေရှိတွေဟာလေတိုက်တန်းပိုးသားလိုဝဲပြန်နေတတ်ပါတယ်။ကျောင်းသားကျောင်းပြန်လမ်းလျှောက်တဲ့အခါကျောင်းဆရာမတူရဲ့အိမ်နေနဲ့လာပါစွာကြည်ကြည်နေကြတာကြောင့်သူမဟာမုစကရူရရဲ့အသက်ဝင်ဆုံးပစီကားတစ်ချက်လိုဖြစ်နေခဲ့ပါတယ် ဆီယာမလီထန်ကစာတင်ရမှာလဲတော်လုံးသူမရွာကကလေးတွေဟာသူမကိုတူယူချစ်ခင်ကြပြီးရွာသူရွာသားတွေကလည်းမြို့ပေါ်က ပြင်ရတဲ့အလားပိုင်းရင်ဆီယာမလီဖြစ်လေးစားအားကိုးခဲ့ကြပါတယ်။ကျောင်းရဲ့စာတင်ခန်းထဲမှာလဲဆီယာမလီဟာကလေးတွေကိုစာတင်ရင်ပြုံးရှင်နေတတ်ပါတယ်။ဒါပေမဲ့သူမကျောင်းသားကျောင်းပြန်လုပ်တဲ့အခါတိုင်းရွာကကာလာသားလူမျိုးတွေဟာနေတိုင်းနေပါကျောင်းကြီးကလည်းပဲဆိုင်မှာအမြဲတမ်းစုဝေးဆောင်ဆိုင်နေတတ်ကြပြီးတော့ ဆီယာမာလေးဖြစ်သွားချိန်တိုင်းငင်းပေါ်ရင်စိတ်ပန်းဖြစ်ကြရတဲ့ထီပါပဲသူတို့ဟာတန်ခါရဲ့တဘာဝလာကိုအမျိုးမျိုးတင်စားပြောဆိုပြီးမမောနေကြရပါမယ်ဆီယာမာလေးရဲ့အိမ်ကြီးကြီးမှုကြောင့်ဘသူမှစကားတားရအောင်ပြောဝင်ခဲ့ကြပါဘူးဒီလိုနဲ့ဆီယာမာလေးဟာရွာမှာနေကြလာပြီးအသားကျလာတဲ့အခါရွာရဲ့ဒီသခင်တော်သတိမောင်စိုးဆိုတဲ့သူနဲ့ခင်မင်လာခဲ့ကြပါတယ်မောင်စိုးဟာတန်အားဖြင့်28နှစ်ဝန်းကျင်ကြန့်ခိုင်တဲ့ခန္ဓာကိုတီးကြီး င်မျက်နာတင်ပြကိုပိုင်ဆိုင်ပြီးတတိသားမိမိရာဂုံပြုတ်ပေါ်နဲ့အစဲအသေးရှိသူဖြစ်ပါတယ်။သူတို့ဟာဒါမှမရောက်တဲ့နေထိုင်ကြပြီးဖခင်ကဥတို့ကြီးမုံဆိုးဘူဘွားနဲ့တစ်ခါတည်းမှာတော့ထမ်းရည်တွေတောက်တတ်သူဖြစ်ပါတယ်။မုံဆိုးကတော့ရာဂုံနဲ့ဒေသအတွင်းကုံရောင်းကုံဝဲစီဝါရှာရဲ့အလုံကျိုးစားတဲ့တွေ့တန်ကဟာသူ့ရဲ့အနာဂတ်ရှိရဲ့လူငယ်စိတ်ဓာတ်ကိုစတင်သဘောကျခဲ့ရပါတယ်။ဒီလိုနဲ့ဒီနေ့မှာ မောင်စုံဟာစာသင်ကျောင်းရဲ့ရှေးဘက်ပြတ်တာကိုလာရောက်ပြစ်စေပြီးဆရာမလေးနဲ့စကားစာပြီးပြောခဲ့ပါတယ်။စကားပြောဆိုရာမှာမောင်စုံကစစ်မှန်တဲ့ချစ်ချင်းမြတ်တာကိုစတင်ထုတ်ပေါ်ခဲ့ပြီးမယ်။ရာဂံမြတ်သူဆရာမလေးကိုပြောဖို့စကားလုံးလေးမပြီးပသဖြစ်နေခဲ့ပါတယ်။အဲဒီအခါခိပညာတက်ဆရာမလေးတန်အခါကပြုံးရလိုက်ပြီးကိုဆိုရင်စကားတွေပြောထပ်ဖို့ဝင်လေးမနေပါနဲ့။စိတ်တည်းရှိတဲ့အတိုင်းရိုးရိုးလေးပြောရင်ရှားပါရဲ့လို့ရေးလာမြောင်းပြီးဖောက်ပြီးတော့မှပဲ။ ယောက်ျားတယောက်ရဲ့စိတ်ဓာတ်နဲ့အင်အားတွေပြေဝသွားတဲ့မောင်စောဟာရှင်းဝင့်ချစ်ခင်ပံပြီးတလူလုံးဟာရေကိုကျဉ်းနှူးစရာကောင်းတဲ့ချစ်သူတွေဖြစ်သွားခဲ့ကြပါတော့တယ်။သူတို့ရဲ့ချစ်သူဘွားမှာတော့မောင်စောဟာစီးပွားရေးလုပ်တွေကိုပုံမှုကြိုးစားလုပ်ကြရင်အားလဲချိန်ထဲမှာချစ်သူလေးတန်ခါနဲ့တိတိစိတ်ချိန်နေကြရင်အနာဂတ်ဟိမတ်တွေမိသားစုဘွားတိစားဖို့စိတ်ကိုယ်တွေကိုလေးနဲ့စားတိုင်မိကြရင် မောင်စောကချစ်သူလေးရဲ့လက်ဖွားနှုတ်ကိုပုတ်သက်ကကလေးလေးတွေအများကြီးမွေးဖို့ပြောတိုင်း ဆီယာမလီတန်အခါကရှသေးပြာနေရဲ့ရနာလီနဲ့ခေါင်းကြီးပြတ်တက်ပါတယ်။အစင်းနေခြင်းဖို့တောင်းဆိုခြင်းမှာတော့တန်ခါမိဘတွေရဲ့ရှင်နဲ့မြမရိုးရပြုစင်ဘွားတန်ဖို့ထိမ့်သိမ့်နေနေနဲ့မင်းလာဆောင်ပြီးမှသာပြေးရမလို့ခိုင်ရမညှိဆိုခဲ့ပါတယ်။ဒီလိုနဲ့ချစ်သူတန်6လကြာတဲ့အခါမောင်စောဟာသူ့ချစ်သူလေးကိုရွာကတခြားကလာသားတွေရဲ့မမောတဲ့ကြည့်ရဲ့ကြားမှာမထားရတော့ပဲ။အမြန်ဆုံးလက်ထပ်ပေါ်ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါကြောင့်မင်းရွာကလူကြီးများရဲ့ရှင်မောင်မှာ မောင်စိုးရဲ့ဖခင်ကြီးဥတုကြီးကပဲတန်ခါတို့မိသားစုကိုတောင်းရပြီးမင်္ဂလာပွဲလေးကိုအချင်းချင်းစီစဉ်ပေးခဲ့ပါတယ်။ညရောက်တော့မင်္ဂလာပွဲမှာလာတော့သူတွေနဲ့ပျော်ရွှင်စွာဆင်နွှဲခဲ့တဲ့မောင်စိုးဟာတကယ်ချင်းကာလာသားရဲ့ထိုင်းရီကိုလွန်ကဲစွာတောက်ပြီးမုံမုံနဲ့အိမ်ပြန်ရောက်လာခဲ့ပါတယ်။သူတို့သမီးဖြစ်ဆောင်ဆိုင်တဲ့တန်ခါတုံမရဲ့ယောက်ျားဖြစ်သူကိုနူးညံ့စွာတွေ့ကူပြီးအိယာတဲ့စီစိတ်မကောင်းစွာနဲ့ပဲခေါ်ဆောင်လာခဲ့ပါတယ်။တန်ခါတုံမရဲ့ဘဝတခြားလုံး အပြိုစင်မွေးရတံပိုးထိမ့်သိမ်းလာခဲ့ပြီးအခုညမှာတော့ချစ်သူခင်မင်းကိုကြီးပူဆောင်ပေးရဖို့ရခေါ်စာမျှော်လင့်နေကြတာပါဒါပေမဲ့လေခန်းရီရှင်လောကဲနေရဲ့မောင်စောကတော့သူမရဲ့စာနာနဲ့ရခေါ်တဲ့တွေကိုလုံးဝကြီးမဆိုင်နိုင်တော့ပဲနှိမ့်ချိုက်စာအိပ်ပျော်သွားခဲ့ပါပြီတန်ခါယောက်ျားဖြစ်စီရဲ့ဘေးမှာထီးချန်စာလဲလောင်းနေရင်သူမရဲ့နှလုံးသားဟာပွေမကြမှုစိတ်ပြန့်အားငယ်မှုတွေပြင်တောင်းတမှုတွေရောထေကညစ်နေတဲ့အထိအိမ်ပျော်နိုင်ခဲ့ပါဦး မင်းလာဦးညစေအရေးကြီးဆုံးချီကိုမောင်စောက ပေါ်ရတဲ့ကြောပြလိုက်ခြင်းဟာသူမရဲ့စိတ်ထဲမှာနာကျင်တဲ့တရားတစ်ခုလိုဆွဲထင်နေခဲ့ပါတယ်။ဒီချိန်မှာပဲအရေးပြပဲတိတ်ဆိတ်တဲ့တောင်းတနေရာကနေဥတုကြီးဟာတားပြသူရဲ့ပြုမှုကိုစိုးရိမ်တကြီးကြည့်ရှုနေခဲ့ပြီးအရာကိုနားလည်တဲ့မိုးဆိုးမှုယောက်ျားတူပစ်ပြီးတားပြသူရဲ့ပေါ်ဆောင်မှုကိုပြေဝါမြင်လိုက်ရတဲ့ဥတုကြီးရဲ့မျိုးလုံးထဲမှာဆွေးမလေးရဲ့နေပြတဲ့အလာကိုငင်းမောနေသူရဲ့စိတ်ထဲမှာတော့ မထင်မှတ်တဲ့အတွေ့အကြုံကိုတိတိကျကျတွေ့နေမိပါတော့တယ်။ဒီလိုနဲ့နောင်နေမနဲ့ရောက်တဲ့အခါမှာတော့မောင်စောကရန်ကုန်ကိုပစ္စည်းပို့ဖို့အရေးကြီးတဲ့လောကိစ္စပေါ်လာတာကြောင့်၃ရက်လောက်ကြာမဲ့ခီးတိန်မြို့တက်ပြေလှုပ်သွားရပါတော့တယ်။ဆရာမလေးကလည်းအကြောင်းမရဖြစ်နေတဲ့အတွက်တယောက်တည်းအိမ်မှာကြံခဲ့ပြီးအိမ်ဒီလှုပ်တီကိုစိတ်မပါတာပါနဲ့လှုပ်ကန်ကအထီးကြံနေပါတော့တယ်။ယန္တီဆောင်တော်လောကပြန်လဲရောက်ခွတီးဖြစ်သူဥတ္တကြီးကအနှဲငယ်မှုနေတဲ့ပုံစံနဲ့အိမ်ကိုပြန်လာခဲ့ပါတယ် ယခင်ကမူးတက်တော့လေတားပြစ်သူမင်းလာဆောင်ကလေးကသူ့ရဲ့စိတ်တီဟာပြောင်းလဲနေခဲ့ပြီဇနီးညမှာတော့သူ့စိတ်ထဲကစိတ်ကူးတွေအတွက်ပျော်ရွှင်မှုနဲ့အတူတိမ်ငယ်မှုတွေရောထွက်နေခဲ့ကအနေငယ်လွန်ခဲ့စားတောက်မိလာခဲ့ပါတော့တယ်ဒီလိုနဲ့ညရောက်တော့အိမ်လေးဟာပြမချောက်ခဲ့တဲ့တိတ်ဆိတ်ခြင်းနဲ့တူအထွေမှာလည်းတန်ခါရဲ့မျိုးလေးချက်မဲ့တဲ့အထီးကျန်မှုတွေနဲ့သာပြည့်နေနေခဲ့ပါတယ်ဥတုကြီးကတော့အေကန်ထဲမှာထိုင်ရင်ချေးမအသေးဆက်ဆက်လေးဖြစ်တဲ့ ဆီယာမာလီတန်ကရဲ့ထူးခြားတဲ့အလာတရတွေကိုမြင်ရောက်ပြီးသူ့ရဲ့စိတ်တွေလှုပ်ရှားကရေကုန်မှုတွေလည်းအမြင့်ဆုံးကိုရောက်ရှိလာခဲ့ပြီးရေချက်တဲ့ယောက်ျားတူအနေနဲ့နူးပြူတဲ့အလာတရားပေါ်ခံစားမှုတဲ့စိတ်ဟာမိကုံရာကုံလှုပ်ဆောင်ပေးနေခဲ့ပါတယ်။တစ်ဖက်မှာလည်းချင်းမာလီတန်ကကတော့ယောက်ျားအဖြစ်သူရှိရဲ့အချိန်မင်းညလေးကဖြစ်ပေါ်နေတဲ့သူမရဲ့စင်နာတွေအကောင့်ထံပေါ်ခဲ့တာကိုတွေ့ရင်သူမရဲ့အိမ်ယာထဲမှာတစ်ခုခုပြင်းပြစွာလှလှတောင်းတနေခဲ့ပါတယ်။ အထီးကျန်စွာဒေးတွေရောက်ရက်ကနေရဲ့အိမ်ပြွန်နိုင်ဖြစ်နေကြပါပြီဒီစီမဝဲဥတုကြီးကအိမ်ရထဲမှာတယောက်တည်းလှူရှာနေရဲ့တဲခါကိုပြပပပင်းပေါက်ကနေတိတိစိတ်စိုက်ကြည့်နေမိခဲ့တယ်။ဆွေမလေးရဲ့အစင်းနဲ့ကိုရင်ကပြည့်စုံတဲ့မူးပြူတဲ့ပုံစံဟာသူ့ရဲ့ဖခင်မြတ်တာဆိုတာကိုခဏတာမေ့လျော့သွားစေခဲ့ပြီးရေကောင်စလို့ရှောင်းမှုတွေကသူ့ရဲ့စိတ်ထဲမှာအပြင်းထန်ရိုက်ခဲနေခဲ့ပါတယ်။တစ်ဖက်မှာလည်းဆရာမလေးတန်အခါမှာ ူမရဲ့စိတ်ခံစားမှုတွေလွတ်ချပြီးချစ်ချင်းမေတ္တာတွေကိုတောင်းတနေခဲ့ပါပြီ။ဒီချိန်မှာပဲယုတ်တီရဲ့အခန်းတကားခောက်တန်းကြောင့်သူမရဲ့တွေးတွေပျောက်ွယ်သွားခဲ့ကစတိဝေချင်းထားသွားခဲ့ရတယ်။ချိမအဖေစကားနဲ့လည်းပြောကြရရှိလို့ပါ။ဝေလာခဲ့ရမလားဆိုတော့ဥတုကြီးရဲ့ဩဇာအာဏာပါပြီးတွင်နီရဲ့အတံကိုကြားလိုက်ရတဲ့အခါတန်ခါလေးဆွေးမှုရှင်နေသွားပြီ။တန်ခါကသူမရဲ့ပိုးသားတဲ့မြညာနဲ့ အခန်းတကားကိုဖွင့်ပေးလိုက်ပါတော့တယ်။အခန်းထဲကိုဝင်လာတဲ့ဥတုကြီးရဲ့မျိုးနေမှာတော့သူမနားမနေတဲ့အိဗယ်လေးပြောဝင်နေပြီးတဖြည်းချင်းတန်ခါရဲ့နောက်ကိုလျှောက်လာပါတော့တယ်။ပြီးတော့ဥတုကြီးလည်းရည်ဝေးတဲ့စကားတန်နဲ့မင်းရဲ့မင်္ဂလာညကိုတားခါလေးဟင်းသွားခဲ့ပြီးချွေးမလေးရဲ့အဖေမင်းရဲ့ထီးချမ်းမှုကိုမကြည့်ရဘူး။အဖေမင်းကိုလွတ်တဲ့နေထွေးမှုတွေကိုကုညီပေးခြင်းနဲ့ဆိုတဲ့စကလုံးတွေနဲ့အတူစကားလမ်းကြောင်းဆက်လိုက်တဲ့အခါ တရားခလေးကြောင့်အမှုနဲ့စိတ်ခံစားမှုရဲ့ပြိပကတွေကြောင့်မှဘာစကားမှပြောင်းပြောင်းနိုင်မဲ့ခေါင်းငုံနေခဲ့ကြပါတော့တယ်။သူမရဲ့ငရေတဲ့စိတ်ထဲမှာလေယောင်ကြောင့်မိနိုင်ခဲ့တဲ့ပြင်းပြတဲ့တောင်းတမှုတွေကယောဂတိရဲ့ရေးချက်တဲ့အခြေချင်းနဲ့နေထွေးမှုတွေကြောင့်တဖြည်းဖြည်းနဲ့ရောပါစာလာခဲ့ပါပြီ။သူတို့လူကြီးရဲ့နှလုံးသားတွေဟာအပြိုင်နှုံးမြစွာခုန်နေခဲ့ကြပြီးတရားခဟာနှုတ်ပြခြင်းဘွားရဲ့နောက်ဆုံးခံနိုင်ရေးကိုအချစ်ရဲ့ရေးစီကြောင်းထဲမှာလိုက်ရောလိုက်ရင်းနဲ့ ။တညာလုံးရောက်ကတိနဲ့ချင်းမတို့ရဲ့မထင်မှတ်တဲ့ဆက်ဆံရေးဟာနေထီးတဲ့ချင်းချင်းနဲ့ပြင်းပြတဲ့ဆဲမှန်မှုတို့ကိုအထူးထူဘလို့ဖန်တီးကြပြီးအစီအပန်းကြီးထဲမှာဘလို့မျိုးစေ့တွေကိုဘလောက်တောင်စိုက်ပျိုးကြမလဲဆိုတာကိုတော့အတွေ့အကြုံသဘာဝရှိပြီးချစ်ချင်းမြတ်တာရဲ့လေးနက်မှုကို နားလေတဲ့ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ကိုကိုမတို့ကပဲစိတ်ကူးထဲမှာစိတ်တိုင်းကြတီးကြည့်ပြီးစိတ်တိုင်းကြပုံစံနဲ့ညီကုန်းချုပ်ပေးလိုက်ကြပါတော့ရှင်။ဟုတ်ကဲ့ပါရှင်။ အတော်ရဲ့ဒီကနေ့တင်ဆက်မှုကိုတော့ဒီနေရာပဲဆန္ဒပြပြပါရှင်။နောက်နေ့ဒီမှာလဲကိုအမတို့ကြိုက်တွေ့စေမယ်။အချစ်ဇလန်ကောင်းလေးတွေကိုပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ဝတ္တရဲ့ရန်ကုန် Audio Book Channel လေးကိုလည်းတိုးတိုးတိတိနဲ့ Subscribe လုပ်ခဲ့ကြပါအောင်ရှင်။